အားလုံးမင်္ဂလာပါရှင်အတီးရွက်တီထဲမှာထမင်းမင်စီရဲ့ဟင်းရတမျိုးဖြစ်တဲ့ဇေယျယူနဲ့ကမွန်ချင်ရဲ့လူကြောစာဖြစ်တာနဲ့လာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်ဟင်းကျော်ဖို့တက်ကိုတော့ကမွန်ချင်ရဲ့နှစ်စီစာကိုသုံးပါမယ်ရှင်ဇေယျယူသုံးစီစာကိုတော့အရင်ပိုင်းအရင်ညာလေးတွေကိုဖယ်ပြီးတော့အဖျားပိုင်းနှုတ်ရနေရာလေးတွေကိုပဲယူထားပါတယ်ရှင်စည်ရည်ရုပ်ကိုအရင်ပိုင်းလေးကိုချူလိုက်တဲ့အခါမှာအခုလိုလွယ်လွယ်ကူကူချူလို့ရတဲ့နေရာအထိပဲယူလိုက်ပါမယ်။ နည်းနည်းရှင်းတာလေးတွေပါတဲ့ခါကျတော့ကြော်လိုက်တဲ့အခါမှာအပေါ်ရင်ကျော်လေးကမာကျော်ကျော်ဖြစ်သွားတယ်တော့စားလို့မကောင်းတယ်လို့ပါရှင်။ဒါကြောင့်မလို့နုတဲ့အပိုင်းလေးတွေကိုပဲရွေးပြီးတော့ကျော်လိုက်ပါရှင်။ဒီမှာကတော့ဇီးယူလေးတွေကိုခုလိုမျိုးလေးဒါပြားလေးရိုက်လိုက်ပါတယ်။ပြီးတဲ့ခါကျတော့မှကိုလိုချင်တဲ့ရွေးအနေတော်လေးတွေပိုင်ဖြတ်လိုက်ပါတယ်။ တပြားမရိုက်ဖင်းနဲ့ဒီတန်းလေးပိုက်ဖြည့်ပြီးကြောမယ်ဆိုရင်ရပါလိမ့်ရှင်ခုလိုမျိုးလေးတပြားရိုက်ပြီးကြောတဲ့အခါကျတော့အရှားဒါလေးဝင်ဝင်ပြီးတော့စားလို့လည်းပို့ပြီးတော့ကောင်းပါလိမ့်ရှင်စီရိုးလေးတွေအားလုံးပိုက်ဖြည့်လို့ပြီးသွားရင်တော့သူ့ထဲကိုစားနေငယ်ထည့်ပါမယ်ရှင်ပြီးရင်တော့စီရိုးလေးတွေကျုံလာပြီးတော့အထက်ကအချွဲရည်လေးတွေထွက်လာတဲ့အထိအားလို့စားလေခဏမှမယ်ပြီးပါမယ် ုလိုနေတဲ့အခါမှာလက်အိတ်ကလေးဆုပ်ပြီးတော့နေပေးတာကပုံပြီးတော့ကောင်းပါလို့ရှင်။အားချောင်လေးဆိုတော့သူကအနေငယ်ရားတဲ့တူတဲကြောင့်လို့လက်အိတ်ကလေးဆုပ်နေတဲ့အခါကျတော့လက်ကိုယ်လေးရားရမ်းလာတတ်ပါစေ။ကုလိုနေထားလေးထိနေပေးပြီးွားရင်တော့ရေနဲ့နှစ်ထပ်သုံးထပ်လောက်ဆုပ်ပြီးတော့ရှင်းစစ်ထားပါဒီတိုင်းတော့တမွန်းဆင်းရဲလေးတွေကိုလည်းရေစီးပြီးတော့အရွက်လေးတွေကိုတင်ထားပေးပါမယ်ရှင်။ တုံလေးဦးသေးသုံးလုံးကိုလည်းပပလုံးလို့ယူထားပေးပါမယ်။စစ်တုံကြီးကိုလည်းဓာပြရက်ပြီးတော့တည်တည်လှိထားပါမယ်။မြေကြီးစင်းကိုလည်းကိုယ်ဆက်ဆားနိုင်သလားခုလိုမျိုးလေးညှက်ထားပါပါမယ်။ခင်းခက်နေနေကတော့ပစုံတော်လေးနဲ့ကြော်မှဖြစ်တဲ့ကြောင့်ပစုံတော်ကိုကြည်ရုံလေးထောင်းထားပါမယ်ရှင်။အားလုံးပြင်ဆင်ပြီးရင်တော့အကြောမဲ့ဦးလေးကိုစီထည့်ပါမယ်။ စီပူလိုက်ရင်တော့စက်တော့မရှိဘူးနီးလှိထားတာလေးကိုထည့်ပေးပါမယ်စက်တော့နီးစက်တော့ဖြူစီတက်တာအနေငယ်နွမ်းလိုက်ရင်တော့ငြူသေးသေးညှက်ထားတာလေးတွေကိုထည့်ပေးပါမယ်စမဲမုံလေးနဲ့အနေငယ်ထည့်ပါမယ်ရှင်ပြန်တော့အားလုံးကိုအနက်လေးမွေးလာတဲ့ထီအောင်ကိုစီတက်ပေးပါမယ်ရှင်။ယူသီးစိမ့်လေးထည့်ပြီးရောစီတက်တဲ့ခါကျတော့အနက်ကတော့နည်းနည်းလေးတော့မှော်နေပါမယ်ရှင်။ ခုလိုမျိုးအနံ့လေးမှုန်ပြီးတော့စက်ပြင်းပြင်းလေးဖြစ်မှလည်းချင်းကန်ဆက်အရသာတွေနဲ့ပို့ပြီးတော့ဆောင်းလို့ကောင်းပါလေရှင်။ကျက်တောင်နဲ့ငြူသီးစင်းစီတက်တာလေးအတော်လေးနွမ်းလာပြီးတော့အနံ့လေးတော်တော်လေးမွေးလာပြီဆိုရင်တော့ကမွန်းချင်းရဲ့အချင်းအရသာလေးကိုထည့်ဖို့လည်းစိမ်းစားနေပြီလို့ထမင်းစားစုံနဲ့တဝက်စားလို့ထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။ ပိလေးတွေကိုကြေအောင်ခြေပြီးပြီးတော့အနံ့လေးမှုလာပြီဆိုရင်တော့သုံးထားတာလေးတွေကိုထည့်ပေးပါမယ်။ယူဒီဟင်းချက်မှုကိုလည်းထင်းထင်းဆန်းဆန်းနဲ့သုံးဆောင်စာမျိုးကတော့ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အားလုံးကိုတမတော်အောင်ကိုခဏလောက်ငြိမ်ပေးပါမယ်ရှင်။ရည်စည်းစိမ့်နဲ့လေးပြောက်တဲ့အထိအောင်စီတက်ပြီးပြီးရင်တော့ရည်စည်းပြီးရစစ်ထားတဲ့စီးပြီးလေးကိုထည့်ပေး မွန်ချင်ရက်ကိုလည်းတခါရထည့်ပါလို့ရှင်။ပြီးရင်တော့အရသာအတွက်စာနဲ့လည်းထည့်ပါမယ်။ငံပြာရည်လေးနဲ့အနေနဲ့ထည့်လိုက်ပါလို့ရှင်။ပြီးရင်တော့ကမွန်ချင်ရက်နဲ့ဇီးရည်လေးကိုအရသာလေးဝင်သွားအောင်တူတူဆက်ချာလေးမှုပြီးတော့ကြော်ပေးပါမယ်ရှင်။ဒီရွာစင်တော့ moving ကလာမှာတောတောင်တွေမှာအလေးစားပောက်တဲ့အပင်တမျိုးလေးဖြစ်ပါတယ်ရှင်။ သူကိုကြော်စားချက်စားတာဖြင့်သူ့ဆရာဖြစ်နေစားမယ်ဆိုလေထမင်းမိစီပါလေခုလိုကမွန်ကျင်ရဲနဲ့မှမဟုတ်ပဲတခြားသော အသီးအနှံတွေနဲ့တွဲဖက်ပြီးတော့ချက်စားမယ်ဆိုရင်စားလို့ကောင်းပါလိမ့်ရှင်အခုကြော်လာတာအနေငယ်ချက်ချောက်ကြီးဖြစ်နေတဲ့အတွက်ကြောင့်ရေနှင်းငယ်ထပ်ထပ်လာပါလို့ရှင်တကယ်လို့ကိုကချက်ချောက်ကြီးဆိုင်ရတာကိုပို့ပြီးတော့သဘောကျရင်ဆိုရင်တော့ရေကထပ်မထည့်ရပါဘူး ရှင်ကျမကတော့အနေနဲ့စူးစူးလေးစမ်းရတာကိုပို့ပြီးတော့ကြိုက်လို့ရေလေးနဲ့ငယ်ထထဲတာပါဒီနေသားလေးဆိုရင် ကမွန်ချိန်ရွယ်ကိုစီရေပေါ့နှမျိုးစလုံးကနူးနေပါပြီရှင်အရှာသာလေးမြကြီးလို့ကိုစိတ်ကြိုက်အနေထားရပြီဆိုရင်တော့ခုလိုနေသားလေးမှာမိပိလက်လို့ရပါပြီရှင်ဒါဆိုရင်တော့ချင်းကဆက်အရသာလေးနဲ့ထမင်းမေးစီတဲ့ဇီးရီယူနဲ့ကမွန်ချင်းရဲ့ကြိုးလေးကတော့ရပါပြီเนาะ ချမ်းရတာလည်းတွေ့ကူမြန်ဆက်ပြီးထမင်းမင်စီတဲ့ဟင်းတစ်ခတ်ဖြစ်လို့တစ်ခါတော့ကြော်စားကြည့်ကြပါရှင်။ဗီဒီယိုလေးကိုစုံထိရှိရှိပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်။